ပဲခူးတိုင်းဥရှိပင်မြို့ဘက်ကနေရခိုင်ပြည်တောင်ကုန်းမြို့နယ်ကိုနေရက်ပြန်လာကြတဲ့စစ်ဘေးရှောင်တဆေကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသမီးငယ်အမျိုးသားငယ်တက်လက်ပိုင်းအမျိုးသမီးနဲ့အမျိုးသားတွေပါဝင်တယ်လို့ဒေသခံတွေကပြောကြပါဗျ။သူတို့တွေဟာတောင်ကုန်းမြို့သိမ်းတိုက်ပွဲကာလအတွင်းအုတ်ရှိပင်မြို့ဘက်ကိုစစ်ဘေးရှောင်သွားခဲ့ပြီးတဲ့နောက်မလ၁၇ရက်နေ့မှာနေရပြန်လာကြတဲ့အခါအုတ်ရှိပင်မြို့ညောင်ချေတောက်ရွာအနီးမှာ ပုံခိုဆောင်ဆိုင်နေတဲ့စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောကြားပါရယ်ဖမ်းဆီးခံလိုက်ရတဲ့စစ်ပီးရှောင်းတွေကိုလက်နောက်ပြန်ကျူးတုပ်ရိုက်နှက်ပြီးညောင်ချေတောက်ရွာအနီးအနားကကကွေရေးပစ္စည်းဆက်ယုံကပ္ပဆာကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတယောက်ကနရိစရာကိုပြောပါရယ်ဖမ်းဆီးခံရတဲ့အထဲမှာအမျိုးသမီးငယ်တွေလည်းပါဝင်ပြီးလက်နောက်ပြန်ကျူးတုပ်ခေါ်သွားတာတွေအပြင်ရိုက်နှက်တာတွေလည်းရှိတဲ့အတွက်ကြောင့်စိုးရင်စရာဖြစ်နေရတယ်လို့ ဒေသခံတွေကပြောကြပါဗျ။